အလုံးစုံမင်္ဂလာပါခင်ဗျာအဲ့တော့ဒီနေ့ page channel ကြိုဆိုပါရစေဒီနေ့အိမ်မှာဘာချက်စားတယ်လဲဆိုလို့ရှိရင်အဲပဲရင်းချက်တယ်ပြီးလို့ရှိရင်အရင်ရက်ကချက်ထားတဲ့ channel ဟင်းလေးကိုမှဟင်းပေါင်းချက်ပါမယ်အာပြီးလို့ရှိရင်ကျွန်တော်မနီတူကြောက်ကြပါမယ်နော်ကြော်လို့ရှိရင်မြစ်ဝင်ထဲပါမယ်နော် ချင်မောင်ဖြစ်ပါမယ်ချင်မောင်ကလည်းနုံးတော့အောင်အရင်ဖြစ်ပါမယ်နော်ဒီကိဒီမှာချင်မောင်တွေလည်းအရင်နုံးသွားပြီဆိုရှင်ကျွန်တော်တို့ခရမ်းလေးထည့်ပါမယ်ကျန်လေးလို့ဆိုချင်တဲ့ဒီလေးနဲ့ဆက်နော် ီချိန်မှာကျွန်တော်ဘာဖြစ်မှာလို့ရှိရင်အရင်ရက်ကကျွန်တော်လက်ကျန်ဟင်းလေးပေါ့နော်လက်ကျန်ဟင်းလေးဘာလို့ရှိရင်ဒါကကျွန်တော်ဝတ်သားဝတ်သားစီပြန်ဟင်းနော်ဝတ်သားစီပြန်ဟင်းလေးတစ်ချို့နဲ့ပကြီးရင်ကြော်လေးပါကျွန်တော်ဒီထက်ထည့်လိုက်ပါနော်ဟာတာဒီဟာလည်းဝတ်မြန်းပြကိုနေကလက်ကျန်ဟင်းလေးပဲနော်ဒါလေးအကုန်လုံးကျွန်တော်ဒီထည့်ပါမယ်ရလာပြီဆိုချင်စာရီးထည့်ပါမယ်နော်ဆိုရှင်ငံပြာရီးလေးနဲ့ထည့်မယ် ဟုတ်ကဲ့ဆိုတော့အရင်နေမှာလေအရသာပါပီတာဆိုတော့ငကြရပါတယ်သိစားလို့တော့အများကြီးခက်စားနေတယ်။အာပြုလို့ရှိရင်အပားမုံနေနေတယ်နဲ့။ Okay ကျင်းဒီတွေကျွန်တော်တို့နူးပြီနေအောင်ဆက်ပြီးတော့ချင်မယ်။ဆိုတော့ကထက်ထားတဲ့ဝတ်သားတွေလည်းဒီရက်ပူပြီးတော့နူးသွားအောင်အဲဆက်ချလို့ရှိရင်ကျွန်တော်တို့ကခင်းပေါင်းကရပြီပေါ့နော်။ဒီမှာနောက်ဆုံးမှာပြုလို့ရှိရင်ကျွန်တော်တို့ပါတော့မျိုးရှိရင်နည်းနည်းမီလီတာမနော်။ပင်စိမ်းရှိလို့ရှိရင်ပင်စိမ်းထည့်လို့ရတယ်။ကျွန်တော်ဒီနေ့အိမ်မှာနည်းနည်းမီလီမရှိလို့ကျွန်တော်လည်းခဲ့နော်။ ကျင်းသွေးဆိုလည်းကောင်းပါဘူး။နံနံနဲ့ကောင်းပါတယ်။ကဲအတော့ချေဒီမှာအသားတွေလည်းမူးဥပွားပြီးဆိုတော့ကျွန်တော်တို့ဒီခင်ပေါင်းလေးကရယူပေါ့နော်။ဖေးချက်ပုတ်ဆိုချင်ကျွန်တော်ကလဲဘဲပြုတ်ရမှာဒီနေ့ကကျွန်တော်ဘဲကိုနှိမ့်သုံးထားတယ်။အာအင်မာရှိတဲ့အဲကလဲဘဲရယ်ဘဲရစာရယ်ကျွန်တော်နှစ်မျိုးပေါ့နော်။နှစ်မျိုးထည့်ပါမယ်နော်။ဒီထဲကိုကျွန်တော်ဂျင်းလေးနည်းနည်းထည့်မယ်။ပြီးရင်ဆမွေးမုံလေးထည့်မယ်။စာလေးလေးထည့်ပါမယ်နော်။ကဲ။ ဒါလေးကိုကျွန်တော်တို့နှူးအောင်ပြုတ်ပါမယ်နော်ကလစ်ပဲဟင်းအတွက်ကျွန်တော်တို့စီတပ်ပါမယ်နော်ပြုတ်ခဲ့ပါမယ်အနည်းငယ်ကျရင်းတဲ့ပုံထောင်းကြရတဲ့စီတပ်ပြင်တော့ဒီနေ့ရဲ့ဆက်နော် မှာယုတ်ဒီအကြောင်းကိုမှုံလေးတွေထည့်ပြီးတော့မှဒီဘက်ပါမယ်ပေးရမှာလို့ချင်းကြောင့်အရင်မှွှင်းနေဖို့ဆိုလို့ချင်းအဒီနေ့ပါသုံးမယ်ဆိုရှင် KSS ကနေပြောမှာထုတ်လုပ်ထားတယ်အတီးဆုံးခင်းမဆလာပါတော့အတီးဆုံးခင်းမဆလာလေးကိုဒီထက်မှလည်းထည့်မယ်ပြုရှင်အရေးချက်တာလည်းကျွန်တော်ထည့်မယ်ပေါ့နော်ဆလုံးကပြောလို့ရတယ် KSS ကထုတ်ထားတယ်တီးဆုံးခင်းမဆလာအဒီလေးကိုထည့်ပြီးတော့မှဒီမှာအစစ်တပ်မယ်ပေါ့နော် ဘဲနူးပြီဆိုတော့ချက်မဲ့ဦးရဲကိုကျွန်တော်တို့ဒီဘဲတွေထည့်ပါမယ်ဒီမှာဘာထည့်မလို့ဆိုလို့ရှိရင်ကျွန်တော်တို့အာမူလာအူအမီထည့်ပါမယ်ပြီးလို့ရှိရင်ခရမ်းဒီထည့်မယ်မူလာအူအချီလည်းထည့်ပါမယ်ဂျုံးတွေဒီကတော့ကျွန်တော်နောက်မှထည့်မှာပေါ့နော်ဆောရောကစီတက်ထားတဲ့နောက်ဒီအင်ကမ်ပူဂျန်တွေကိုကျွန်တော်ဒီမှာထည့်ပါမယ်နော်ရတာတက်လို့ရှိရင်ကျွန်တော်စားထည့်ပါမယ် လို့ရှိရင်ကျွန်တော်တို့အသားမော်လေးထည့်မယ်เนาะကျုံးပြီးထည့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုမှနည်းနည်းပြီးမှပို့ပြီးတော့မှအာပြစ်သွားအောင်ဆက်ပြီးတော့မှချက်ပါမယ်အာပို့ပြီးတော့မှကျွန်တော်တို့တို့မှမှွေးပြီးတော့မှရတာချစ်စတီဘေးကြောင်းအဲ KS ကထုတ်ထုတ်ထားတယ်အဲကျွန်တော်တို့ဖျောက်ဒီပြီးဆုံးဟင်းမွေးမစလာလေးကျွန်တော်ထပ်ပြီးတော့မှထည့်ပါမယ်နော် နီထူကြောက်ကြော်လို့ဆိုလို့ရှိရင်ကျွန်တော်တို့တက်တုံဖြူကိုအရင်ကြော်ပါမယ်။စနစ်မုံနေနေခဲ့မယ်။ဒါလေးကိုကျွန်တော်တို့ချွတ်အောင်ကြော်လို့ရှိရင်ကျွန်တော်တို့ဆယ်ထားလိုက်ပါမယ်နော်။ Okay ဒီသိပ်ပြီးတော့မှဒါလေးကိုမှကျွန်တော်တို့နော်ဆယ်လိုက်ပါမယ်နော်။ နေကျူချောက်ကိုကျတော့ကျွန်တော်ရေးဆေးပြီးတော့မှကျွန်တော်ရေးစစ်ထားတယ်တို့ချင်းဒီမှာဆန်ဝိလေးနဲ့နည်းနေထားတယ်ပေါ့နော်အယောင်လေးပူလှအောင်လို့တို့ချင်းဒါလို့ကျော်ပြီးလို့ချင်းလည်းကျွန်တော်ဒါပေါ်မှာဆယ်ထားလိုက်ပါမယ်နော်ဒီဘာကနေဒီကြောက်ချလိုက်ဆိုတာလေးကိုလည်းကျွန်တော်ဆယ်ထားလိုက်ပါမယ်နော် ကြော်ထားတဲ့ဒီမြုပ်ပြီးကြော်တို့မင်းညူကြောက်တို့အာတက်တုံဖြူတို့ပေါ့အလုံးအေးသွားပြီဆိုလို့ရှိရင်အဲဒီထဲကိုထည့်ပြီးမှကျွန်တော်တို့မှုရင်မယ်ပေါ့နော်အာပြုရှင်လိုအပ်တဲ့အရာသားလေးတွေလည်းကျွန်တော်တို့အာထည့်တယ်ပေါ့နော်အဲတော့တက်တုံဖြူကြော်ထားတယ်ပေါ့နော်ဒီမှာတို့တက်တုံအနီရတော့ကျွန်တော်ဒီအိမ်မှာကြော်ပြီးသားတော့ဟာလို့ပဲတုံးလိုက်ပါတယ်ပြီးရင်ကျွန်တော်စားလေးနည်းနည်းထည့်မယ်တာမုံလေးနည်းနည်းထည့်ပါနော် ထည့်လို့ရှိရင်ဒါလေးကိုကျွန်တော်ဝင်လေးပါမယ်เนาะโอเคပါတယ်လို့ရှိရင်ကျွန်တော်တို့ menu view ကြောက်အစကြော်လေးရပါပြီ ါကတော့ဒီနေ့ကျွန်တော်ဖြစ်ထားတဲ့ဟင်းတွေပေါ့နော်ဒါကတော့ကျွန်တော်တို့ဘက်ကလာဟင်းအဲဒါကတော့ကျွန်တော်ဟင်းပေါင်းပေါ့နော်အဲဒါလေးကတော့မီနီဂျူယောက်ကျော်ပါအဲ့တော့ပဲဟင်းဆိုရင်ကျွန်တော်ဒီနေ့ကမကြီးရေမထည့်ဘူးဘာလို့လဲဆိုတော့ဟင်းပေါင်းကအချင်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဟင်းပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့အိမ်မှာကျန်တဲ့ဟင်းလေးတွေကိုအဲဒီချားလေးစုထားပြီးတော့မှနောက်ရက်မှကျွန်တော်တို့ကပြင်ပြီးတော့မှချက်တာပေါ့နော်အဲ့တော့အိမ်မှာလို့ရှိရင်ဟင်းကျန်နေရှိလို့ရှိရင်ကျွန်တော်ချက်တယ်လို့မျိုးဟင်းပေါင်းလေးတွေကိုချက်စားကြည့်စစ်ချင်ပါတယ်နော်